ူပတ်ဘော်ဂူညာမှာစီလီစီးပွဲစဉ်9ပွဲနဲ့အင်္ဂလန်လီကလာစောဒါစဉ်ပွဲစဉ်9ပွဲရှင်မြန်ကစားသွားကြဖို့ရှိနေပါတယ်ဒီပွဲစဉ်တွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တချို့တက်ဆက်ပေးသွားပါမယ်ဒီပွဲတွေတွေကဈေးကွက်ရထူးခြားနေတယ်ပထမပွဲကတော့ရိုးမားနဲ့ပါမပွဲဖြစ်ပါတယ် အရှင်ရိုမားရဲ့မူလာဆေးကျော် တင်းနှုတ်30ရာနေကလုံးသေးဆိုပြီးတော့ဖြစ်လာပြီးတော့ဂိုးပေါင်းဖွင့်လှစ်မှုကလည်းနှစ်နှုတ်80ရာနေနှစ်နှုတ်80ဆိုပြီးဝင်ရိုးတစ်ဆင့်နေဆင်းလာပါတယ်။စီးရီမပေးစရာဆင်းနေမှာရက်တည်နေတဲ့ရိုမားတပတ်တာအတွင်း၃ပွဲမြောက်ဖြစ်ပါမားနဲ့ရှင်မြန်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဂျာရဲ့ရိုပါလီအုပ်စုပွဲဖြစ်ချက်ကလက်ပယ်ဇန်နဲ့ရင်ဆိုင်ခဲ့တဲ့နေရာမှာတော့အင်ကွင်းမှာတကူးနှကိုးဆိုတဲ့ရာလန်နဲ့ရှုံးနေခဲ့ပြီးတော့ပြီးခဲ့တဲ့သတင်းပတ်စီးရီပွဲစဉ်မှာတော့ဆဆူလိုဝေးကွင်းမှာတကူးကွင်းပြီဆိုတဲ့ရာလန်နဲ့တော့နိုင်ရထားတယ် ရိုမာရဲ့ပြန်ပွဲဆိုအင်ကွင်းနောက်ဆုံး၅ပွဲမှာတပွဲနိုင်၄ပွဲရှုံးထားပြီးတော့အဲ့ဒီအင်ကွင်း၄ပွဲမှာ၄ပွဲတိတိကိုးအောင်ဝင်ခဲ့တာလည်းထူးခြားမှုတစ်ခုပါတပကပါမာတော့စီးရဲ့နောက်ဆုံး၂ပွဲဆက်ဂိုးမရှိသေးပွဲတွေပဲကစားထားတယ်မပေးဘဲရှိဘဲကစားပြီးတဲ့နေရာမှာတပွဲနိုင်၄ပွဲသိ၃ပွဲရှုံးထားပြီးတော့9ဂိုးပဲပေးခဲ့ရပြီမဲ့တိုက်ဆက်ကလည်း၃ဂိုးပဲရတာတယ်။လက်ရှိစီးရီးရဲ့ဂိုးသင်းအားအနည်းဆုံးအသင်းဖြစ်လဲမှတ်တမ်းဝင်နေပါတယ်။အင်ဂျင်ချင်းစံအားနေတဲ့ရိုမာနဲ့တိုက်ဆက်တိတ်မကောင်းတဲ့ပါမာတို့ဆုံနေတဲ့ပွဲမှာကြာဆင်းလာတဲ့ဂိုးကောင်းစေးကလည်းဂိုးအောက်ဘက်ကဥတီနေတယ်လို့သုံးသပ်ပါတယ်။ ဈေးခေါ်ပြောထူးခြားနေတဲ့နောက်ထပ်စီးရီးပွဲစဉ်တစ်ပွဲကတော့ဘိုလော့နာနဲ့တိုရီနိုတို့အားပြိုင်မှုဖြစ်ပါတယ်။ဘိုလော့နာတက်ပေါင်း60ဆိုတဲ့ဈေးကျော်ဖွင့်လှစ်ထားပြီးတော့ဂိုးပေါင်းဈေးကတော့2.3ဒုံဖွင့်လှစ်ထားပါတယ်။မူလာဘော်ဒီဈေးလေဗယ်100ရှောင်းကနေဝင်ရုံးတစ်ဆင့်မြင့်တက်လာပြီးတော့ဂိုးပေါင်းဈေးကတော့2.50ကနေပြားဆုံးကျဆင်းသွားတာကိုမြင်ရပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး6ပွဲဆက်ရှင်းဝဲမရှိဘဲနဲ့3ပွဲနိုင်3ပွဲသေးကစားထားတဲ့ဘိုလော့နာတို့ခြေစမ်းတည်ကျင်နေတာကိုတော့မြင်ရတယ်။ဒီရာသီကစားထားတဲ့စီးရီးအိမ်ဝင်3ပွဲသလုံးနိုင်ရထားပြီးတော့9ဂိုးသွင်းတဂိုးပဲပေးခဲ့ရတဲ့မှတ်တမ်းအရဘိုလော့နာရဲ့အိမ်ဝင်လောအနောကထိတ်တန့်အဆင့်မှာတွင်တို့ရဲ့အမှတ်ပေးနောက်ဆုံး3ပွဲကလာဇီယိုနဲ့တီနာပိုလီနဲ့ဂျီနိုအာတို့ကိုနိုင်ရထားပြီးတော့ပုံစံကောင်းမှရှိနေပါတယ်။ဘိုလော့နာနီတူအိမ်ဝင်ဆွမ်းဆောင်ရေးကောင်းပြီးတော့အဝေးကွင်း၄ပွဲကစားပြီးတဲ့နေရာမှာတပွဲနိုင်တပွဲသေး၂ပွဲရှုံးထားပြီးရာဝန်9ဂိုးပေးဂိုး10ဂိုးအထိရှိလာပါတယ်။ တွင်တို့တင်းရဲ့အဝေးကွင်းမှာခက်စကအမားများနေတာကိုအာရှဈေးကွက်ဖွင့်သူတွေအနေနဲ့လည်းသတိထားမိနေပုံရပါတယ်တွင်တို့အင်ကွင်းမှာအခက်နဲ့နောက်ဆုံးသုံးချက်ဆက်ဘိုလုံးနာနိုင်ကစားထားတဲ့အစင်လာလည်းအရှင်နဲ့ဖြတ်တန်းတဲ့အကြောင်းတွန်းအားပေးနေပါတယ်ဒါကြောင့်ဈေးကွက်ရာရောအစင်လာနဲ့ခြေစမ်းရပါဘိုလုံးနာအနိုင်သေးကြတယ်လို့တွက်ဆပါတယ်ဘုံညမှာရှင်မြန်ကြမယ်အင်္ဂလန်လီဘလတ်စတုဒါဆင်ပွဲစဉ်တွေထဲမှာဘော်ဒီဈေးကြပြီးတော့ဂိုးပေါင်းစင်းမြင့်တက်လာတဲ့ပွဲရတော့ဝုဒ်သင်းနဲ့ချက်စီးဆုံးတဲ့မှုဖြစ်ပါတယ် အဲ့ဒါချက်စီရဲ့မူလာဈေးကျော်1ပေါင်း30ရာနေ1ပေါင်း40ဆိုတဲ့ဈေးတန်းကိုကျဆင်းလာပြီးတော့ဘိုးပေါင်းဈေးကလည်း3ပေါင်း20ရာနေသုံးလုံးသေးဆိုပြီးမြင့်တက်လာတယ်။ပရီးမီးယားလိအဆင့်20မှာရပ်တည်နေတဲ့ဝူအသင်းကလီဖလာပွဲစဉ်ကိုအားထက်ကစားနေတာကိုမြန်မာဖြစ်ပြီးတော့ဒုတိယအဆင့်မှာဝက်ဆန်းကို3-9နဲ့အနိုင်ယူခဲ့တယ်လို့တတိယအဆင့်မှာလည်းအေဗာတန်ကို9-9မိဆိုတဲ့ရလနဲ့အနိုင်ရထားတာကိုမြင်ရပါတယ်။လီဖလာနိုင်ဝဲနှစ်ခုစလုံးကအင်ဝင်းမိုလီနော့မှာကစားခဲ့ရတာဖြစ်ပြီးတော့ချက်စီကိုအခင်ရမယ်စတိုဒါဆင်ပွဲစဉ်ကိုလည်းဝူအသင်းနေနဲ့အားကုန်ထုတ်ရင်ဆိုင်လာဖို့ရှိပါတယ်။ တစ်ဖက်ကချက်စီကလီဗလာပြိုင်ပွဲမှာလူငယ်များစုကိုထုတ်သုံးပြီးတော့အားဆန်းနေတဲ့သဘောမှရှိတယ်တရရအစစ်မှာလီဝမ်ကလပ်လင်ကွန်းအဝေးဝင်းမှာနှစ်ကိုယ်လုံးဆိုတဲ့ရလနဲ့နိုင်ငံစားထားတယ်လူငယ်စုဘွဲ့ဝဲထုတ်လာတာကြောင့်ပွဲကိုထင်းကျုံကစားဖို့ထက်တိုက်စစ်အပြိုင်ဖွင့်ပြီးတင်ကစားလာဖို့ပဲရှိနေပါတယ်အပြန်လန်သင်းကိုယ်တွေနဲ့ဖျော်ဖြေမှုဆန်တဲ့ပွဲဖြစ်မြေလို့ရဖို့ရှိပြီးတော့ဈေးကွက်ကညှင်းဆိုတဲ့အတိုင်းဂိုးဘော်ထိုးကွက်နဲ့ဖြတ်တန်းကြဖို့အကြံပြုချင်ပါတယ် ဘော်ဒီနဲ့ဂိုးပေါင်းမှာဇုံလိုက်မြက်လာတဲ့လီဖလန်ပွဲစဉ်နောက်တစ်ပွဲကတော့ဆွမ်စီနဲ့မက်ဆီကိုဆုံးတွေ့နေတယ်ပဲဖြစ်ပါတယ်။မက်ဆီရဲ့မူလာကျော်ပေးမှု2ပေါင်း90ရာနေ2ပေါင်း20ဆိုတဲ့ဈေးတောင်မြက်တက်လာပြီးတော့ဂိုးပေါင်းဈေးကလည်း3ပေါင်း20ရာနေ3ပေါင်း90အထိထိုးတက်လာပါတယ်။ချန်ပီယံရှစ်အဆင့်73မှာရပ်တည်နေတဲ့ဆွမ်စီသင်းကလီဖလန်ပထမဆင့်မှာခရော်လီတောင်းကို3ဂိုးတကိုးဆိုတဲ့ရလနဲ့နိုင်ပြီးတော့ဒုတိယဆင့်မှာပလိုင်းမောက်ကိုပနတီဆုံးဖြတ်နဲ့ထပ်မံကျော်ဖြတ်ခဲ့တာပါ။တတိယဆင့်မှာနော်တယန်ဖောရက်စ်ကို3ဂိုးတကိုးဆိုတဲ့ရလနဲ့နိုင်ကစားထားပြီးတော့ရှော့တွက်လို့မရတဲ့အသင်းလို့ဆိုရမှာပါ။ မစီတီကတော့တတိယအဆင့်မှာလီဝမ်ကလပ်ဟာရာဖီကိုအဝေးကင်းကနေငကိုကိုမီဆိုတဲ့ရလနဲ့နိုင်ငံစားထားပါတယ်။ပြန်ဝဲဆုံးနောက်ဆုံးကိုဝက်ဆက်ရှုံးဝဲမရှိဘဲနဲ့နှစ်ပွဲတည်းခုနှစ်ပွဲနိုင်မရလနဲ့မှတ်တမ်းကောင်းနေတဲ့မစီတီသင်းနေနဲ့ဆယ်ဝဲမြောက်ဖြစ်အစတန်ဗီလာနဲ့ရင်ဆိုင်ရမှာတော့အေးနေခဲ့ပြီးတော့စဉံကောင်းပြောင်းရင်းခဲ့တော့မြင်ရမှာပါ။ဆန်စင်းကွင်းမှာသွားကစားခဲ့တဲ့နောက်ဆုံး၅ကြိမ်စလုံးနိုင်ထားပြီးတော့၃ဝက်တိတိကိုပြနိုင်ငံစားထားတဲ့မစီတီအတွက်ကရှုံးဝဲကနေအမြန်ပြန်လာနိုင်ဖို့ငယ်နိုင်လို့သင်းနဲ့ဆုံတွဲနေတာကကံကောင်းမှုလို့ဆိုရမှာဖြစ်ပါတယ်။ ဆွမ်စီရဲ့ဗလာဝဲဖြတ်တမ်းမှုအားရစရာကောင်းဝင်မဲ့စုဖွဲ့မှုနဲ့လီစင်တန်ရမက်ဆီရီရဲ့ပြိုင်ဘက်စစ်မှာတော့ရှိမနေပါဘူးဈေးကွက်ရလည်းအပေါ်ဆုံးဝင်မှုအားကောင်းနေတာတွေ့ရပြီးတော့မက်ဆီရီနိုင်တေချာပြီးတော့ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရမယ်ပွဲလို့သုံးသပ်ပါတယ်ဂုဏ်ဆက်ပေးခဲ့တာကတော့ဗော်ဒူးညမှာကစားသွားမဲ့အီတလီစီးရီရဲ့ရဝန်းနဲ့အင်္ဂလန်လီဖလားပွဲစဉ်တွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ဂုဏ်ဆက်မှုကနေလည်းကျွန်တော် channel ကိုအားပေးနေတဲ့ပရိသတ်တွေအနေနဲ့ပွဲကြိုအထောက်အပြုပြည့်အကျိုးတစုံတွေရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် channel ကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်သွားပြီးအားပေးသွားလို့ရပါတယ် 哈你今日头条。Hello,